ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ့် episode ရှိမှာတော့ဒုတိယမြောက်ပြိုင်ပွဲကိုစတင်လိုက်ပြီးတော့အင်ဂျီအဝါရောင်နဲ့ကောင်ဟာပြိုင်ပွဲကိုဦးဆောင်နေပါတယ်ထိုအင်ဂျီအဝါရောင်နဲ့ကောင်ရဲ့သူ့ဆက်ပင်ကကာမွန်မင်းဖြစ်တာကြောင့်တာဆထွက်တဲ့အချိန်မှာသူကဦးဆောင်နေရဖြစ်ပါတယ်ဒါပေမဲ့တခြားဆက်ပင်တွေအရင်ရက်လာတဲ့အချိန်မှာတော့သူ့ကိုအသာလေးကြော်တဲ့သွားကြပါတယ်ဂျီကတော့ဘာအကြောင်းကြောင့်မှမသိအားလုံးရဲ့အနောက်မှာကြံနေခဲ့ပါတယ်အခုချိန် ပြိုင်ပွဲရဲ့ထိဆိုမှလည်းမန်ကအဖွဲကတကောင်နဲ့ယူမီတို့အဖွဲကကောင်မလေးကဦးဆောင်နေကြပါတယ်။ဂျွန်ကတော့ဂျေကိုနည်းနည်းမြန်မြန်လေးမောင်းပေးဖို့တယောက်တည်းရည်ရွယ်နေပါတယ်။ပြီးရနောက်ဂျွန်ကဂျွန်ကိုဂျွန်ဂျေရန်အချိန်ဆွဲနေရလို့မထင်ဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်။ဂျွန်ကလည်းမဟုတ်ဘူးကွာ။ဒီဘွဲကအရင်ဘွဲလိုမဟုတ်ဘူး။ဒီဘွဲမှာကအကွေအောက်တွေများတယ်။အရှင်ကအရန်မြန်လွန်လဲကို့အတွက်အန္တရာယ်ရှိတယ်။ ဲဒါကြောင့်ဒီပွဲမှာအယမ်းမြင်နေလို့မလိုဘူးဆိုပြီးတော့ပြောပြလိုက်ပါတယ်။မင်းနူးကလည်းအခုချိန်မှာဂျေကသူပါလောက်ရမလဲဆိုတာကိုသိနေပြီးသားဖြစ်နေမှာပါဖြစ်ကြောင်းလည်းစိတ်မပူဘူးပြောနေပါတယ်။ဒါမဲ့တွင်ကတော့သူမြန်သွားရင်လည်းသူ့အတွက်အနေရရှိရဲ့အချိန်မတင်ပြန်လေရထားတဲ့အချိန်နဲ့လောက်ပါမလားဆိုပြီးတော့တွေးကခေါင်းကိုက်နေပါတယ်။ဂျေစီပါတော့အချိန်က3မိနစ်ကျော်ကျော်သာကျန်ပါတော့တယ်။ဂျီတို့ကြောင့်ကပြိုင်ပွဲကိုကြည့်နေတဲ့ចောင်းသားတွေကလည်းဂျေကိုဒီအချိန်ကြီးမှာတော့ ဒီကောင်ဘာတွေရှောက်လို့နေရလဲဆိုပြီးတော့တယောက်တစ်ပေါက်ပြောနေကြပါတယ်။ယူနာကလည်းဂျေဆိုတဲ့ကောင်က ပြောတော့စပိန်စီတာအရန်တော်တယ်ဆိုအခုတော့ဘာဖြစ်လို့အဲ့လောက်ထိနောက်ကျကြံနေခဲ့တာလဲဆိုပြီးတော့မီယာကိုပြောနေပါတယ်။မီယာကတော့ငါလဲဂျေစပိန်ပြန်တာကိုတော့မမြင်ဘူးပဲ။ငါကြောင်းကိုလာတဲ့မနေ့တိုင်းမှာသူ စပိန်စီးနေတာကိုအမြဲတမ်းတွေ့တယ်။သူပြောနေတဲ့အချိန်ကိုမြင်မှုတာဆိုလို့အဲ့ဒီတစ်ချိန်ပဲရှိရဲ။သူလုံနိုင်မှာပါ။ဘာမှမပူနဲ့ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ အခုချိန်မှာတော့ကြည်လေတောင်ကုန်းရဲ့အကွေ့ကောက်တွေများတဲ့နေရာရောက်တဲ့အချိန်ကစပြီးတော့အရှိန်စတင်ပါတယ်ထို့နောက်ပထမဆုံးအကွေ့မှာပဲသူ့ရှိတဲ့တယောက်ကဘေးကနေတွေးဆွဲပြသွားပြီးတော့ကြော်တက်သွားပါတယ်ဂျေးကတော့သူစီစဉ်ထားတဲ့တိုင်သူများတွေအရှိန်လျှော့ပြီးတော့မောင်းကြတဲ့အကွေ့ကောက်မှာသူကအရှိန်တင်ပြီးတော့စပင်းကိုကျွမ်းကျင်စွာစီးနှင်းပြနေပါတယ်ကျောင်းကဆရာပြောင်ကြီးနဲ့ကျောင်းကောင်းတွေကလည်းဂျေးကိုကြည့်ပြီးတော့အသက်ကုန်အားပေးနေကြပါတယ်ကျောင်းသားဥက္ကဋ္ဌဆိုတဲ့ကောင်ကတော့ ဂျေလောက်သွားတာကိုမြင်ပြီးတော့အံ့ဩနေပါတယ်အခုချိန်မှာဂျေကတော့သူများတွေအရှင်တည်ပြီးတော့မမောင်းရတဲ့နေရာတွေမှာအတကုံမောင်းလာခဲ့ပြီးတော့တယောက်ပြီးတယောက်ကိုကြော်တက်လာခဲ့ပါတယ်မင်းတို့ကတော့ဂျေကိုကြည့်ပြီးတော့အားရနေပါတယ်ဘေးနားကတုံကလည်းဂျေရဲ့အချိန်ကအရှင်တည်ပြီးတော့မောင်းပြသွားတာတွေနဲ့ဒရစ်ဆွဲပြသွားတာတွေကိုကြည့်ပြီးတော့ပါဇက်အဟောင်းသားဖြစ်နေပါတယ်ဒါပေမဲ့ထိုအချိန်မှာဖီနီကိုကြည့်ရတာကတော့ သူ့ရဲ့ပြိုင်ဘက်ကောင်တယောက်ကိုတွေ့သွားလို့ဂျေနတ်အနေနဲ့မျက်နှာထားဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ပြိုင်ဘွဲရဲ့ဒုတိယပိုင်းကိုရောက်ရှိလာခဲ့ပြီးတော့ထိန်စုကဥဆောင်နေတဲ့ကစားသမား၃ယောက်ကိုပြတ်တားထားပါတယ်။ထို့ချိန်မှာပဲအင်ဂျီအဝါရောင်တဲ့ကောင်ရဲ့ဘေးနံကနေအယမ်းမြောင်တဲ့အချိန်နဲ့ဂျေကကြော်တက်သွားခဲ့ပါတယ်။အင်ဂျီအဝါရောင်တဲ့ကောင်ကလည်းအဆက်ကအံ့ဩသွားပြီးတော့ဂျေဖြစ်နေတာကြောင့်မခံချင်းစိတ်ဖြစ်ကတောက်ယူကောင်ဒါမျိုးတော့လာမလုပ်နဲ့ဆိုပြီးတော့သူ့လည်း အနောက်ကနေအရှိန်ထက်တင်ပြီးတော့လိုက်ပါရင်အလိုနဲ့ပဲဂျင်းနဲ့အင်ဂျီအဝိုင်အောင်တဲ့ကောင်ကထိတ်ဆုပ်ကဥဆောင်နေတဲ့နေရာကိုပါတခါတည်းကြော်တက်သွားခဲ့ပါရင်အကြော်ခံရတဲ့နေရာကလေသူရဲ့ရှိမှရှိတဲ့ယူပုံစံအကွေ့ကြီးကိုဂျေရိုနေရာကအရှိန်နဲ့သွားနေရာကြောင့်ဂျင်းနဲ့ကောင်ယူသွားချပြီလားဆိုပြီးတော့ပြောနေပါရင်အင်ဂျီအဝိုင်အောင်တဲ့ကောင်ကလေဂျေကိုနောက်ကနေဒဲကြီးမဲကြီးလိုက်နေပါရင်တော်ချင်မှာပဲဂျီကယူပုံစံအကွေ့နာကိုမရောက်ခင်ပါပဲဆက်ဘင်းကို180ဒီဂရီ trace ဆွဲလိုက်ပြီးတော့ စပင်းကတူသွားမဲ့လမ်းကြောင်းပေါ်ကိုအတက်ရောက်သွားတဲ့အနေထားမှာတော့ဂျီကစပင်းကိုပုံမှန်တိုင်းအချိန်နဲ့ပြန်နှင်းပြသွားခဲ့ပါတယ်။ပြန်ဝဲကိုကြည့်နေကြတဲ့သူတွေကတော့ဂျီလှုပ်ပြသွားတဲ့အကွက်ကိုမြင်လိုက်ရပြီးတော့အကုန်လုံးကတိတ်ဆိတ်သွားကြပါတယ်။ဂျီတို့ကြောင်းပဲမှာတော့ကြောင်းသားတစ်ယောက်ကဖုံးမှလွတ်ကျသွားပြီးတော့အနာဒီယာထရစ်ဆိုပြီးတော့ရုတ်တရက်ထပ်အော်လိုက်ပါတယ်။အနာဒီယာဆိုတဲ့သဘောတရားကိုနားလည်အောင်ပြောရမယ်ဆိုရင်အချိန်နဲ့မောင်းလာတဲ့ကားတစ်စီးကချက်ချင်းဘရိတ်အုပ်လိုက်မယ်ဆိုရင် ကားရဲ့အစိပ်ပဲအလုံးကရပ်သွားပေမဲ့ကားကြီးကတော့တရွတ်တိုက်ကြီးဆက်ရွှေ့သွားတာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။သူအချင်းမှာတော့ဦးဒီချက်ကိုကိုသွားပဲလမ်းကြောင်းဘုံကိုရောက်ကိုယ်လက်တာမျိုးကိုတော့အင်နာဒီယာဒရိတ်လို့ခေါ်တာဖြစ်ပါတယ်။ဒီနည်းလမ်းကိုတော့အခွေးကောက်တွေများတဲ့ကားပြန်ဝယ်ဒီမှာအများဆုံးသုံးတာတွေ့ရပါတယ်။ယူရိုနဲ့မီယာတို့ကလည်း GS ကိကိုကြည့်ပြောဟဲ့အဲ့ဒါဂျီမဟုတ်သေးရဲ့လားဆိုပြီးတော့ပြောရတော့တဲ့အထိအော်အော်သွားကြပါတယ်။ ပြန်ပွဲကိုကြည့်နေကြတဲ့တခြားကစားသမားတွေကလည်းပြောစရာစကားမရှိလောက်အောင်ပါဇက်အဟောင်းသားဖြစ်သွားပါတယ်။တီဂျေကတော့ကြီးကိုကြည့်နေသူ့ရဲ့ဒဏ်ရာအဟောင်းကတော့ပြန်အောင်ကျင်လာပါတယ်။ထို့အထက်မှာတော့ဂျိုင်းတဲ့မွန်စတာတို့ကလည်းကြီးကိုကြည့်ပြီးတော့ဂျီတို့ရဲ့အသင်းကိုတတိထားတော့မယ်ဆိုပြီးတော့တွေးနေကြပါတယ်။နောက်ကလိုက်လာတဲ့အင်ဂျီဝါနဲ့ကောင်ကတော့သူ့အကွက်ကြီးမှာပဲသူ့အချိန်ကိုသူမထိုင်နိုင်တော့တာကြောင့်လမ်းမှာရှိတဲ့ဘောင်းနဲ့တိုက်မိသွားပြီးတော့စောက်ထိုးကြီးပြုတ်ကျသွားပါတယ်။ထို့နောက် ကြီးရဲ့လက်ပတ်ကလည်းကြီးမှာတမင်းနဲ့ကြော်ကြော်သားကျန်းတော်ကြောင့်ကိုပြတ်သားထားပါရယ်။ဒါမဲ့ကြီးကတော့အားလုံးကိုကြော်ဖြတ်လာခဲ့ပြီးပြီဖြစ်ပြီးတော့ပန်းနိုင်ကိုရောက်ဖို့ကလမ်းဖြောင့်ကြီးတစ်ခုသာကျန်ပါရယ်။ဒီလိုနဲ့ကြီးကဆပင်းကိုတဟုံတို့မောင်းလိုက်နေပန်းနိုင်ကိုအစောကြီးဝင်လာခဲ့ပါရယ်။ထို့နောက်ပြိုင်ပွဲတင်ဆက်သူတွေကလည်းကြီးကဒီတော်အစင်းလက်ကို3မိနစ်နဲ့စက္ကန့်20လောက်နဲ့ပန်းဝင်လာခဲ့ပြီးတော့စံချိန်အစ်စ်ကိုချိုးသွားခဲ့ကြောင်ကြော်ညာနေခဲ့ပါရယ်။ ထို့နောက်ခဏနေတဲ့အချိန်မှာတော့တခြားပြန်ဝဲဝင်နေလေအသီးသီးကလည်းပန်းဝင်လာခဲ့ကြပါတယ်။အရင်ပိုင်းတို့ကပြတ်သားထားခဲ့တဲ့မြေမှန်နဲ့ဘဲကြီးကလည်းခြေကိုကြည့်ပြီးတော့ပြုံးနေခဲ့ပါတယ်။ဒါပေမဲ့အဲ့လူကြီးကဘယ်သူလဲဆိုတာကိုတော့အခုအချိန်ထိမသိရသေးပါဘူး။ဂျေအဖွဲ့သားတွေကတော့ဂျေလုံနိုင်သွားတာကိုကြည့်ပြီးတော့ဝမ်းသာနေခဲ့ကသွန်ဆိုရင်မျက်ရည်တော်ဝဲနေခဲ့ပါတယ်။ဂျေတို့ရဲ့အကြောင်းပဲမှာတော့အားပေးနေတဲ့အကြောင်းသားတွေကလည်းဂျေတို့အဖွဲ့တွေ အကြီးကြီးအောင်ပွဲခံနေကြပါတယ်။ဂျေကိုတော့စပင်းပရင်ဆိုပြီးတော့နာမည်တော်ပေးနေကြပါတယ်။ဂျေတို့ကြောင့်ပဲတချို့ကျောင်းသားတွေဆိုရင်နောက်နေ့ကစပြီးတော့စပင်းဝယ်စီးတော့မယ်ဆိုပြီးတော့ဖြစ်ကုန်ကြပါတယ်။ကျောင်းကြီးကလည်းဂျေပြန်သွားတော့ကိုကြည့်နေပြီးတော့အားရနေခဲ့ပါတယ်။ပြန်ပွဲပဲမှာတော့မီဒီယာသမားတွေကဂျေကိုပြန်ပွဲတွေကိုသုံးခဲ့တဲ့အကွက်တွေကိုဘလို့လုတ်ခဲ့တာလဲဆိုပြီးတော့အင်တာဗျူးနေကြပါတယ်။ဂျေကတော့ကျွန်တော်လည်းမသိဘူးဆိုပြီးတော့ဖြေကထွက်လာခဲ့ပါတယ်။ဂျေရဲ့နောက်ကနေ ပန်းဝင်လာခဲ့တဲ့ယူမီတို့အတင်ကစော်လေးနဲ့မန်ဂါအဖွဲကတကောင်ကလည်းကြည်ကိုပွဲစတုံးကတော့တတိမထားမိတာကြောင့်ဒီကောင်ဘယ်ကပေါ်လာပြီးတော့ဘလို့လို့ဒီလိုမျိုးတွေကိုဖြစ်လာလဲဆိုပြီးတော့ပြောနေကြပါတယ်။အင်ဂျီအဝါရောင်တဲ့ကောင်ကတော့ဒင်ယာတွေနဲ့ငငန်ကြီးထိုင်နေခဲ့ပါတယ်။ထို့အချိန်မှာကြည်ကသူ့စီကိုတကူတကလာပြီးတော့ပွဲစမှာငှအတွဲစိုးရင်ပြီးတော့လာပြီးတော့တတိပြီးတဲ့တွေကျေးဇူးပဲဆိုပြီးတော့ခါချီချီပြောကလက်ထွက်သွားပါတယ်။ ။စံဖြူဘဲကြီးကတော့သူ့အိမ်မှာလေ့ကျင့်ခံလို့နေ။ဂျေတို့ရဲ့ပြိုင်ပွဲကိုကြည့်နေခဲ့ပါတယ်။ထို့နောက်တင်ဆက်သူတွေကလည်းပြိုင်ပွဲမှာဂျေသုံးသောက်ခဲ့တဲ့အကွက်တွေကိုကြည့်ပြီးတော့ချီးကျူးနေခဲ့ပါတယ်။စံဖြူဘဲကတော့ဂျေကိုကြည့်ပြီးတော့အထင်သေးတဲ့ပုံစံနဲ့ဒီကောင်ကဘဲရကောင်လဲဆိုပြီးတော့တွေးနေခဲ့ပါတယ်။ဒီတော့လေဒီပိုင်းလေးကိုဒီနေရာမှာပဲစက်သိန်းထားပြီးတော့နောက်လာမယ့်အပိုင်းမှာတော့ဘာဝင်ဆက်ဖြစ်သွားမလဲဆိုတာကိုဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ။ဒီနေရာဒီ လိုက်ပါကြည့်ရှုလာသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။